အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့မုတ်လက်ဆောင်ကိုစိတ်စိတ်လေးနဲ့အလွန်ရတာရှိအောင်လုပ်တဲ့ကျမရဲ့လုံလေးလေးပါကဲကျမရဲ့လုံလေးလေးကို ကြည့်ကြရအောင် ပထမဦးဆုံးမုတ်လက်ဆောင်အဖတ်ကိုကျမအရင်လုပ်ပါမယ်ဒါလေးကတော့ထုံးပါနော်ထုံးရည်ကြီးကိုပထမဦးဆုံးစားလုပ်ပါမယ်လက်ဖက်ရည်စွန်းတစွန်းစာကိုထုံးကိုယူထားမယ်ပြီးရင်ဒီခွက်ထဲမှာကျမထည့်ထားမယ် ပြီးတဲ့ခါကျတော့ခွက်အပြစ်ကိုရေထည့်မယ်။ပြီးရင်တမအောင်ခဏလေးကျမမွေထားပါမယ်။အားလုံးတမသွားပြီဆိုရင်တော့ထုံးလေးတွေကို အနေထိုင်ခိုင်းမယ်။ထုံးအနေထိုင်နေတဲ့အတော်တွေမှာထညက်ကိုကြိုပါမယ်။ဒါလေးကတော့တပောင်ရှိပါတယ်နော်။၃ပုံ၄ပုံကို ကျမသုံးထားပါမယ်။ ဒီထဲမှာစအနေငယ်ထည့်မယ်ပြီးတဲ့ခါကျတော့တကြောက်ကိုတော့ထမင်းစားစွန်းနှစွန်းစာကိုထပ်ထည့်ပါမယ်ပို့ပြီးတော့စိမ့်စိမ့်လေးဖြစ်သွားအောင်လုပ်ပါနော်ဒီထည့်ရက်လေးတွေကိုမိဖို့ပေါ်မှာတင်ထားပြီးတော့ရည်နွေးကိုလောင်းထည့်ပါမယ်ရည်နွေးကတော့တရာလီတာလောက်ရှိပါတယ်နော် ရင်နှွေးနဲ့ကြုံလိုက်တော့ခဏလေးဆိုရင်တော့ထင်ရလေးတွေအကြီးပျော်သွားပါပြီ။ကဲဒါလေးတွေကိုကျမစကားလေးနဲ့ပြန်ပြီးတော့စစ်ထားပါမယ်။ဒီထငယ်ရေလေးတွေကိုအေးခံထားပါမယ်။ ထငက်လေးတွေကျူနေတဲ့အတောတွင်းမှာခြေပေါင်းထုံးရည်ကြည်လေးရနေပါပြီနော်ဒီထုံးရည်ကြည်လေးတွေကိုဒီထဲမှာပြောင်းထည့်မယ်အဖက်လေးတွေပါမသွားအောင်လို့အตาကလေးလောင်းထည့်မယ်ပြီးရင်ရေထက်ထည့်ပါမယ်တလီตาပြည့်သွားအောင်လို့ထက်ထည့်ပါမယ်ကဲဒါဆိုရင်တလီตาရှိသွားပါပြီနော်အစင်တင်ဖြစ်နေပါပြီ ဂျိုမဲအိုးထဲမှာစာမုံတစ်ခွက်ကိုထည့်ပါမယ်120 gram ပါပြီးရင်ခွက်ရက်၄ပုံတစ်ပုံပြောင်းကော်မုံထည့်ပါမယ်30 gram ရှိပါတယ်ပြီးတဲ့အခါကျတော့စောစောကထုံးရည်ကြည်လေးတွေကိုစကားလေးနဲ့စစ်ပြီးတော့အကုန်လုံးလောင်းထည့်ပါမယ်အားလုံးတမတော့အောင် ကျမခဏလေးမွေထားပါမယ် အားလုံးတမတော်ပြီးအခဲလိုက်ရှိမနေတော့ဘူးဆိုရင်တော့မိဖို့ပေါ်မှာစပြီးတော့ကြိုထားပါမယ်။မိကိုတော့အလဲလက်မှာကျမထားထားပါတယ်။စကြိုလိုက်တာနဲ့မုတ်သားလေးတွေကို အစစ်မပြဲမွေထားပေးမယ်။စမင်းလောက်အကြမှာတော့ကြည်ပါဦးမုတ်သားလေးတွေကတဖြည်းဖြည်းနဲ့ပြစ်လာပါတယ်နော်ဆက်လက်ပြီးတော့ကြိုထားမယ်၊မွေထားမယ် နောက်ထပ်5မိနစ်ဆိုရင်တော့မုတ်သားလေးတွေကကြည့်ပေါင်းပိုပြီးတော့ပျော့ပြောင်းလာပါတယ်နော်ဒီလိုအနေထားလေးဒီလိုပုံစံလေးဆိုရင်တော့မုတ်သားလေးတွေကိုမိဖို့ပေါ်မှာခြာထားမယ်ဒီစလုံးထဲမှာရေခဲအနေငယ်ထည့်ပါမယ်ပြီးရင်ရေထည့်ပါမယ်အေးအေးကလေးဖြစ်သွားအောင်လုပ်ပါနော်အလွေတကူလေးဖြစ်သွားအောင်လို့ဒါလေးကိုကျမအသုံးပြုထားပါတယ်။မုတ်သားလေးတွေကိုထည့်ထားမယ်။

အခုဆိုရင်တော့မိုးလင်းဆောင်အဖက်လေးအစင်တင်ဖြစ်နေပါပြီဒါလေးကတော့ပေါင်မုတ်ပါဒါကတော့အုံးဆန်ပါဒါကတော့နွားနို့ပါဒါလေးတွေကို ကျွန်မအစင်တင်လုပ်ထားပါတယ်စပြီးတော့ပြင်ဆင်ပါမယ်မိုးလင်းဆောင်အဖက်ကို ကျွန်မသုံးစွန်းထည့်ထားပါမယ်ပြီးရင်ထငက်ရေကိုထည့်ထားမယ် ပြီးတဲ့ခါကျတော့အုံဆန်ကိုထည့်မယ်ပြီးရင် ပေါင်မုတ်လေးကိုထည့်မယ်ပြီးတဲ့ခါကျတော့အေးအေးလေးဖြစ်သွားအောင်လို့ရေခဲသတုံးထည့်မယ်ပြီးရင်စိမ့်စိမ့်လေးဖြစ်သွားအောင်လို့နွားနို့ကို အနေငယ်ထည့်မယ်ကဲအခုဆိုရင်တော့စိမ့်စိမ့်လေးနဲ့အလွန်ကိုအရသာရှိတဲ့မိုးလဆောင်လေးရနေပါပြီ တကြားရဲ့ထညက်ရဲ့ကြိုထားတဲ့အတွက်ကြောင့်ပိုပြီးတော့အရသာရှိပါတယ်နော်။နွားနို့ထဲလိုက်တော့ပိုပြီးတော့စိမ့်စိမ့်လေးဖြစ်စေပါတယ်။စမ်းကြည့်ပါမယ်။စမ်းကြည့်လိုက်တော့လည်းတကယ်ကို အရသာရှိပါတယ်နော်။အေးအေးလေးနဲ့တော်တော်လေးကို စားလို့ကောင်းပါတယ်။ကဲကျမရဲ့လုံနည်းလေးကိုတစ်ခေါက်လောက်စမ်းကြည့်ကြပါဦးနော်။အလွန်ကိုအရသာရှိပါတယ်။ အခုလို ကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။